မန္တလေးတိုင်းမိုးကုံမြို့ကနေတမ်းမျိုးသားလူမျိုးရေးတက်မတော် TNL တက်တွေထွက်ခွာမယ်လို့စစ်ကောင်မရှင်နဲ့သဘောတူညီချက်ရယူပြီးနောက်မိုးကုံမြို့ကိုစစ်ကောင်မရှင်လက်ထဲမကျရောက်စေဖို့ရင်ဆိုင်ကြော်လွှားသွားမယ်လို့မိုးကုတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မိုးကုတ်ပကဖကထုတ်ပြန်လာပါတယ် TNL နဲ့စစ်ကောင်ရှင်ကိုယ်စားလှယ်ဖွဲ့ရကတရုတ်အစိုးရအကူအညီနဲ့တရုတ်နိုင်ငံကုမင်းမျိုးမှတွေ့ဆုံပြီးနောက်အပြစ်ခံရစဲရေးသဘောတူညီချက်ရကမိုးကုတ်နဲ့မိုးမိတ်မျိုးနယ်တွေက TNL တပ်တွေထွက်ခွာပေးမယ်လို့အော်တိုဘာလ29ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ TNL ကအဲ့ဒီလိုထုတ်ပြန်ပြီးနောက်မိုးကုတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မိုးကုတ်ပကဖကမိုးကုတ်မျိုးကိုစစ်ကောင်ရှင်လက်အောက်ကိုမကျစေရေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ဒီကနေ့အော်တိုဘာလ30ရက်နေ့မှာထပ်မံထုတ်ပြန်လာတာပါ။ နောင်ချိုကြောင်မဲလာရှိုးပြုံးလွင်က PDF တွန်လိုင်းတက်တွေအကုန်လုံးမိုးကုတ်ကိုဆုတ်ထားတော့စုမိနေတယ်လို့ဖြစ်နေတယ်။ TNL ကနိုဝင်ဘာမှာဆုတ်ခွာပေးသွားလဲတွန်လိုင်းတက်တွေကဆက်တိုက်မဲ့သဘောမှရှိတယ်လို့စီရေးသတင်းရမြစ်က ARD Times ကိုပြောပါရယ်။မိုးကုတ်ပကဖအနေနဲ့တွန်လိုင်းအစကနေပြီးဆုံးတဲ့အထိတိုက်ပွဲဝင်သွားဖို့တနိုင်ထန်ချမှတ်ထားတာနဲ့ညီဒက်ရှိမိုးကုတ်မြို့မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေရဘလို့ခက်ခဲနဲ့ကြုံတွေ့စေကမှုန်း မိုးကုတ်အခြေပြုတရင်တက်ဖွဲ့တွေညီကိုတရင်တက်ဖွဲ့တွေတော်လိုင်းတက်ဖွဲ့တွေနဲ့ပူးပေါင်းလက်တွဲသွားမယ်လို့ဆိုထားပါတယ်။ဒါအပြင်မိုးကုတ်မြို့ကိုပြည်သူနဲ့လက်တွဲပြီးစစ်ကောမရှင်လောက်ကိုမကြစေဖို့ရင်ဆိုင်ကြုံလွားကတော်လိုင်းအောင်မြင်မှုပန်းနိုင်စီကိုဥလဲမတုံချီတက်သွားမယ်လို့ဂရီသစ္စာပြုထားကြောင်းဖော်ပြထားပါတယ်။မိုးကုတ်ဘက်ကဖဟာတော်လိုင်းခရီးကြမ်းကြီးကို ပြည်သူလူထုရဲ့ကူညီထောက်ပံ့မှုနဲ့ယက်တည်လာတဲ့ဖွဲ့စည်းဖြစ်ပြီးလက်ရှိချိန်ထိပြည်သူလူထုရဲ့ထောက်ပံ့မှုနဲ့ဆက်လက်ယက်တည်နေတဲ့ဖွဲ့စည်းဖြစ်ကြောင်းလည်းအသိပေးထားပါရစေ။အလားတူ MDY PDF နဲ့မိုးကုတ်ဖြူအားကလည်းကြီးမန်းချက်ပန်းနိုင်ကိုရောက်အောင်တော်လိုင်းအောင်မြင်တဲ့အထိဆက်လက်ချစ်တက်တိုက်ပွဲဝင်သွားမယ်လို့အောက်တိုဘာ29ရက်နေ့ကအသီးသီးထုတ်ပြန်ထားပါရစေ။